မင်္ဂလာပါရှင်စက်သားကီမပလာတာလုံနီးလေးမျှဝေပေးထားပါတယ်ရှင်အထွေထွေ၃ဂျုံ120ဂရမ်အသုံးပြုထားပါတယ်တကြာ9ဂရမ်စား2ဂရမ်နဲ့စီ20ဂရမ်ထည့်ပါလိမ့်ရှင်

ရေနဲ့ဂျုံကအခုလိုလေးစစ်စစ်ထွထွလေးဖြစ်နေပြီဆိုရင်တော့ရေတေချာစေးထားတဲ့လက်နဲ့တေချာထက်နေပါမယ်ရှင်ဆယ်မိနစ်လောက်နေပြီးမှတော့ဂျုံသားလေးရလည်းညက်နေပါပြီသူ့ကိုလေးလုံးအောင်ပိတ်ပြီးတော့ခဏနှက်လိုက်ပါမယ် အထဲကစက်သားအနည်းအတွဲစက်သုံးဦးကြီး၃ဦးကို တုံးသေးသေးလေးတွေလေးလိုက်ပါမယ်။ကျက်တုံဖြူကိုလည်းအတုံးသေးသေးလေးတွေ တုံးထားလိုက်ပါတယ်။ ုံနှုတ်စင်းလာတဲ့စက်သား15စက်သားကိုအသုံးပြုထားပါတယ်။အရသာအတွက်စက်သားမုံဓမင်းစားစုံတစ်စုံထည့်လိုက်ပါတယ်ရှင်။ခရမ်းကျင်ဒီ၃လုံးကို အထဲကအစီတွေထုတ်ပြီးပပလီထားလိုက်ပါတယ်။ ကျက်သားနဲ့ကျက်သွန်တွေကို90ရာခိုင်နှုန်းလောက်ကျက်သွားစေရန်အတွက်စီနနဲ့ထည့်ပြီးမီးပူပေးလိုက်ပါတယ်။ဒါမှဂီမပလာတာကြော်တဲ့အခါမှာကျက်သွန်စိမ့်နဲ့မရတော့ပဲပူစားကောင်းစေပါရဲ့ရှင်။ စ်သားလေးကိုခရမ်းကျင်လေးပေးထားတာထဲပါတယ်ကျုပ်တလုံးထဲပါတယ်ရှင် မဆလာကိုတစ်ထုပ်လုံးထည့်လိုက်ပါတယ်မဆလာများများလေးနဲ့ဆိုပို့ပြီးစားကောင်းပါတယ်ရှင်နှက်ထားတဲ့ဂျုံကို ပလာတာနှစ်ချဲလုပ်ပါမယ်ရှင်

လင်တုံးလေးနဲ့အပြားလေးပြန့်အောင်အရင်လှိပ်ပေးလိုက်ပါတယ်။ ဆီလေးတုပ်ပြီးတော့အပြားကြီးဖြစ်အောင်လက်နဲ့လိုက်ဖြန့်ပေးလိုက်ပါတယ်嗯。 ြီးရင်တော့အလဲမှာကြက်သားအနစ်တွေထည့်ပြီးတော့အခုလိုမျိုးလီရောင်ပုံစံဖြစ်အောင်ခောက်ပေးလိုက်ပါရရှင်။ မီးအနေတော်နဲ့ပဲကြော်ပေးရပါမယ်ရှင်။ ူနဲ့တွင်စားဖို့အတွက်အချင်းလောက်ပါမယ်။ကော်ဗီပပလီထားတာရဲ့ကျက်တော်နီနဲ့မုံလာဥနီထည့်ပါမယ်။ဘေးရုပ်သီးစိမ့်ထည့်ပါမယ်။ပူစီနံရွက်လည်းထည့်ပါရရှင်။အရသာအတွဲကြက်သားမုံထဲပါတယ်ကြက်သားမုံမကြရင်တော့စားထည့်လို့ရပါတယ်ရှင်တမညာတီးညှစ်လိုက်ပြီးရင်တော့အချင်းရပါပြီ ။မဆလာနဲ့မွမွေးလေးနဲ့ကြက်ကီမပလာတာကိုအီဘီအချင်းလေးနဲ့တွဲဖက်စားရင်တော့အရင်စားကောင်းပြီလိုက်ဖက်ပါရရှင်။အဆုံးထိတိရှိပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲဘေးရန်အပေါင်းမှာကင်းဝေးကြပါစေရှင်